လို့နော်ပတ်စံလာချီးရဲ့ပုံစံမျိုးတော့ဟိုကြောင်ပြီးတော့ပတ်စံလာချီးရဲ့ပုံစံမျိုးတော့မဟုတ်ဘူးဘယ်လိုမျိုးပို့ရှိမှာပတ်စံလာချီးပြီးတော့အလိန်ခံလိုက်ရတာ350လောက်လိန်ခံရမှုအဲ့တော့က350ရာအခုဟိုတင်ကားတစ်စီးစာရှိရတယ်အဲမနေ့ပြန်တောင်းလိုက်ရတာဘယ်လောက်ပါသေုပ်ဆောင်နေရပဲအဲ့နာမည်တော့တင်မရှိပါဘူးတင်90လောက်တင်90အဲ့တင်90ဟိုဟာလေအဲ့တော့ဆိုဟိုဟာဝယ်လို့ရတယ်ပရိုဟိုဟာပရိုဘောက်ဝယ်လို့ရတာပေါ့နော် ပဲကိုလိုမျိုးအနေနဲ့ကြာပြီးတော့ပြောမလားဘလို့လည်းမသိဘူးဒီလောက်ချိန်မှာပေါ့6နှစ်9နှစ်လောက်ပဲရှိဦးမကြမ်းမကြသေးဟိုကသူ့နာမည်ကထိုက်ကဟိုဟာလေးဘာလဲအင်္ဂါနဲ့စပြီးတော့နောက်ကဟိုစနေနံနဲ့ဆုံးတာဒါပေမဲ့ကိုကပြက်ဝက်ပဲယူသွားရဲ့နောက်တော့မယူတော့ဘူးကိုကနိဗ္ဗာန်ပစ္စယောပဲဟုတ်ချစ်တို့ရေမင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကဲ့စိတ်စိတ်စကားလို့ဒီအပြည့်ပြောပြပါဦးဒီမှာ ုတ်ခင်မင်းမဘိုင်းရုပ်ရှင်ထုတ်လို့ရရိုက်တာတော့လေမလိုက်စိတ်ဆိုးသွားလိမ့်အဲ့နဲ့ဆောင်းလဲဟိုလာပြစ်တာပေါ့နော်ပြီးတော့ထုတ်လို့သူတွေလည်းအားပေးချင်တာရယ်ပြီးတော့ပါတဲ့မင်းသားမင်းသမီးတွေအကုန်လုံးနဲ့လည်းခင်နေကြတော့လေအဲ့ဒါလာပြီးတော့အားပေးတာပါခင်လာတော့ကြည့်ပြီးပြီမင်းတို့ခံစားမိစိတ်ဆိုးကောင်းလေးတွေကဖြူဖြူစားတဲ့ပုံစံမျိုးလေးနော် ြည့်လိုက်တာထွေလာလေအဲ့လိုမျိုးပုံစံလေးဆိုတော့ပြီးတော့မှမမတွေကဘလို့အစိမ့်နဲ့ပြန်ပြီးတော့လုံတယ်တော့မသိဘူးတရတော့ဟိုကောင်းလေးတွေကခြုံစားတဲ့ကားလေးဆိုတော့တမျိုးတော့ဆန်းမှာပါဟိုကားလေးတွေကလေဟိုတမယိုးကြားထက်ဟိုစောင်းအဲ့လို ကားဆက်ဆန်းလေးတွေပို့ပြီးတော့ကြိုက်တယ်။ဟိုအစိတ်ဆိုပြီးတော့နာမည်ပေးလိုက်တာလည်းပို့ကြိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုဘယ်လိုရောမယ်။ဒီအောင်ခင်မင်းရိုက်တဲ့ကားကြီးဆိုလို့ရှိရင်ဟိုကခေါင်းစဉ်တွေစမ်းတယ်လေချစ်။စောင်းတို့ကားတော့လည်းဘိုက်ဆိုရင်တစ်လုံးနဲ့ပဲလေ။ခိုင်းဆိုသူတို့မန်တို့ပေါ့လေထွက်တယ်ကြားတယ်။ဒီအစိတ်ဆိုတော့လည်းဟိုဘယ်လိုပြောမလဲစောင်း ဟိုနာမည်ပေးရဟိုအရန်သဘောကျရဲဟိုပါပေါ့ရုပ်ရှင်တကားပေါ့ဖို့မပေါ့ဘူးကနာမည်နဲ့လည်းဆိုင်တယ်လीဆိုင်ဟိုဆိုင်တယ်အဲ့ဒီ dress တော့ဒီအစိတ်ဆိုရကားလေးကဟိုဘယ်လိုရမလဲဒီဆောင်းလို့လည်းတခြားတခါမှတော့မကြားမှုသေးဘူးနေဟိုအစိတ်ပြင်းဒီဘာညာတော့ကြားဘူးတယ်အဲ့လိုမျိုးအစိတ်ဆိုပြီးတော့နှလုံးနဲ့ပေါ့နော်တစ်လုံးလို့လို့နှလုံးလို့လို့ပြင်းနေတယ်အဲ့လိုအဲ့လိုဆိုတော့ဟိုပါသဘောကျရဲပေါ့နော်အဲ့ဒါကြောင့် ဆောင်းလဲလာရောက်ပြီးတော့အားပေးပြစ်တာခြူစားတဲ့လူတွေလာမပြောတတ်ဘူးကိုလည်းမပြောဘူးလားဟလာအလိန်ခံဘူးလေကိုလိုမျိုးတော့ကို့ဘလို့တော့ပတ်သက်လာချီးရဲ့ပုံစံမျိုးတော့ဟိုကြောင်ပြီးတော့ပတ်သက်လာချီးရဲ့ပုံစံမျိုးတော့မဟုတ်ဘူးကိုလိုမျိုးကို့ရှိမှာပတ်သက်လာချီးပြီးတော့အလိန်ခံလိုက်ရတာ350လောက်လိန်ခံရမှုအဲ့တော့350ရာအခုကိုရင်ကားတစ်စီးစာရှိရတယ်မနေ့ပြန်တောင်းလိုက်ရတာတရုတ်ဆောင်နေရပဲအဲ့ဒါနာမည်တော့တင်ရှိပါဦး350လောက်350အဲ့ ားစရာဟိုဟာလေးအဲ့လိုဆိုဟိုဟာဝယ်လို့ရတယ်ပရိုဟိုဟာပရိုဘောက်ဝယ်လို့ရတာပေါ့နော်အဲ့ဟာပဲကိုလိုမျိုးကြီးအနေနဲ့ချာပြီးလို့ပြောမလားဘလို့လည်းမသိဘူးဒီလောက်ရှိမှာပေါ့၆နှစ်9နှစ်လောက်ပဲရှိ ਉ မကြမ်းမကြသေးရှိတယ်ရှိတယ်ဟိုအတူနမရထိုက်ကဟိုဟာလေးဗလန်အင်္ဂါနဲ့စပြီးတော့နောက်ကဟိုစနေနံနဲ့ဆုံးတာဒါပေမဲ့ကိုကတဝက်ပဲယူတော့ရနောက်တဝက်မယူတော့ဘူးကိုကနိဗ္ဗာန်နာပစ္စယောပဲစနေနံနဲ့စရဲဆိုတော့နည်းနည်းလေးအဆက်လို့စမဟုတ်စနေမဟုတ်လေအင်္ဂါနဲ့စဆိုတော့ မဟုတ်ယောက်ျားလေးယောက်ျားလေးဟိုကမဟုတ်ကိုကဟိုကဒါသူ့ကိုလည်းတောက်ပြုတ်တာမဟုတ်ပါဘူးကိုကဟိုကလေစေတနာသုံးနံပြတ်တာလားတက်ဝက်ပဲယူလိုက်တယ်တက်ဝက်ကိုမယူတော့သူလည်းပျော်သွားတာပေါ့နော်သူကအပြည့်ပေးရတော့မထင်ဘူးကိုကတော့မယူလည်းမယူတော့ဘူးသူတို့မရှိလို့ဖြစ်မှာပေါ့နော်ကိုမတော်မလိုပဲတွေးပေးတယ်ဟိုပတ်စံရှိတော့သူလည်းဖယ်လိမ်ခြင်းပဲပတ်စံမရှိလို့ဖြစ်မှာပါအဲ့တော့ကိုမောင်လေးလို့လည်းဖြစ်နေတော့ဟိုကမဖြစ်တော့ဘူးခေါင်းလည်းမရှိဘူးဆက်လည်းမဆက်ဆက်တော့ပါဘူးတောင်း ဒါမဲ့ဟိုမဆက်ဆောင်ဆိုမုန်းတာလည်းမဟုတ်ဘူး။စကားပြောမယ်ဆိုပြောလို့ရကိုကမရှိလားဆိုတော့လေ။ तू ကမပေးတာမဟုတ်ဘူး။နောက်ပစုံညာ तू ပြန်ပေးတာပေါ့နော်။ပေးပေမဲ့ကိုကဟိုနည်းနည်းချန်လိုက်တာပေါ့နော်။ तू မဟုတ်ဘူးသဘောမျိုးပေးလိုက်တော့ပျော်သွားတာပေါ့။ပစက်ချီငါလားပစက်မချီရောဘူး။ပေးနိုင်ရင်ဥမာလာချီလို့ရှိလို့ရှိရင်ဘာသိန်းသိရတော့ဘာလာချီရင်တော့၅သိန်းလောက်ပေးလိုက်တယ်။ကိုကလက်ကားပေးလိုက်တာ။ အဲ့ဒါကိုလာချီလုံးမှာဟောအခုတော့တဲ့ဘာနေမှာပတ်စံကြီးအကုန်ထုတ်သုံးတာဆားတာပါဆားတာဆားတာတကယ်ပေးဘူးလေနှစ်ယောက်သုံးယောက်လောက်ပေးဘူးလေအသိန်းတရာလေချီးတဲ့ဟိုကအသိန်းတရာပြီးပြောတာအဲ့ဒါသုံးယောက်လောက်ပြောခံရမှာလေအဲ့ဒါကိုက၅သိန်းလောက်တော့ပေးလိုက်ပါသူတို့ဒုက္ခရောက်လို့ဖြစ်မှာပေါ့အခုကလူရဟိုကလေအဲ့ဒီကိုပတ်စံပေးဘူးလေလူရသက်သေရွာပါလေသေရွာသေရွာ သူလိုမျိုးလေကိုကသူနေမကောင်းဖြစ်လို့သူအခက်ခဲဖြစ်လို့ပတ်စံလာကြီးရဖြစ်မှာပေါ့အဲ့တော့ကိုကပေးလိုက်တော့ကိုကုသိုလ်ရအောင်ပါလေကိုဘယ်လိုရောကိုကသူတူတောင်းတော့ရာနဲ့ချီတော့မပေးနိုင်ဘူးမဲ့ကိုနိုင်တော့ပေးလိုက်တော့သူဆေးကုလို့ရတယ်လေသေးတော့သေသွားကြတယ်ဒါပေမဲ့ဟိုဘယ်လိုပြောမလဲဟိုရိုးရိုးပြောတာဘာကြီးစကားအောင်လဲသူနေမကောင်းလို့ဖြစ်မှာပေါ့မဟုတ်ဘူးလား ုပ်ရှိရဲ့တော့အဲ့လိုတော့အဲ့လိုတော့မဟုတ်စားကြသူတို့စေးမိုးလို့နေလားနေမကောင်းဖြစ်နေလားဘာလားပေါ့နော်အဲ့လိုမျိုးဆိုပြီးတော့စောင်းအားစေတနာနဲ့အပြတ်ပေးလိုက်တာပါ၅သိန်းဆို၅သိန်းအပြတ်ပေးလိုက်ရယ်၁၀သိန်းဆို၁၀သိန်းအပြတ်ပေးလိုက်တာဟိုလို300နဲ့ချီပြီးတော့မချီဖြစ်တော့ဘူးအဲ့ဒါဟိုဟာမဖြစ်ဘူးလေကိုကဟိုဟာစေနာသုံးနဲ့ပြက်တာကိုကကောင်းတဲ့ပြက်တွေ့လို့ရှိရင်သူတို့ဆုံးသွားတော့အော်ကိုပတ်ဆက်လေးနဲ့စေးကူဝါလာမသိဆိုတော့ကိုကအဲ့လိုမျိုးခေသိပ်ပြီးတော့လေကိုပြော့သွားတာ သူသေးတာပြောတာမရှုံနဲ့တော့သူသေးတာပြောတာမဟုတ်ဘူးဆောင်းပြောတာဟိုဆောင်းရဲ့ပတ်စံလေးနဲ့သူတို့ဆေးကူးကွင်းရွာပေါ့နော်အဲနှစ်ယောက်သုံးယောက်လောက်ရှိရဲ့အဆအမောင်လေးတွေမဟုတ်ဘူးအဲ့လိုမျိုးရေထဲမှာတိတ်မခန့်စားတတ်ဘူးဆောင်းကကိုကိုတီးနေကိုကိုအခွဲတွေအဲ့လိုမျိုးအခုကတော့မောင်လေးရဲ့လည်းချစ်ဖို့ကောင်းပါလေအဓိကလူတယောက်အတက်ငယ်တာကြီးရတယ်မဆိုင်ဘူးလေဟိုပါပေါ့လူတယောက်သူစိတ်ထားဘယ်လောက်ဖြူစင်လဲ ဟိုပါပေါ့ဟိုစင်ကိုပေါ့စင်တာဘလောက်ထားလဲအဲ့ဒါနဲ့ပဲဆိုင်တာအသက်ကြီးရငယ်တိုင်းနဲ့မဆိုင်ဘူးအဲ့အသက်ကြီးရငယ်တိုင်းသွားရွေးလိုက်လို့ကိုဒီမှာတယောက်ဆုံးရှုံးသွားပြီးပြီအသက်ဒီကဒီလူကတော့ကိုလောက်အသက်နှစ်လောက်ငယ်တယ်ပေါ့နော်စင်မပြေလောက်ဘူးဆိုပြီးတော့ကိုကအသက်ကြီးရလူကြီးဆိုပြီးတော့အသက်ကြီးရလည်းစင်မပြေလောက်ဘူးခင် ်ပေါ့ပါဦးကိုတိမခတ်နိုင်တော့မရဘူးဘယ်အပြင်ကောင်းတဲ့ဘက်တွေ့ရင်တော့ပါဖက်ဖြစ်ကြပါလေဒါမဲ့အဲ့ဒီတွေကစပြီးတော့ဆွဲလန်းသိမ့်မကြီးတော့တက်ကြီးလာတော့ပါဦးလေဟိုကတက်ငယ်တဲ့လူလည်းစိတ်ကောင်းတဲ့လူတွေအများကြီးရှိတယ်ဆွဲလန်းမထားတော့ဘူးပေါ့နော်အဲ့လိုမျိုးမောင်လေးတွေလည်းချစ်မကောင်းပါဘူးမောင်လေးတွေပေါ်တော့မကြီးလောက်ထင်တယ်ကိုကစရဲမောင်လေးနဲ့စမယ်ဆိုရကိုရှော့ရတော့ပါလေအဲ့လိုမျိုးကိုကိုရီဆိုလို့ရှိရင်တော့နည်းနည်းသွားသားကြီးရအောင်အဲဒီလိုမျိုးလဲ ောမယ်မမတွေကအမ်းပြီးတော့လေဒေါသထွက်တတ်ပါတယ်လို့ပြောချင်ပါတယ်အဲ့တော့မောင်လေးတွေကလည်းတတိနဲ့နေပါလို့ပြောချင်တယ်ဘာဖြစ်လို့ဆိုမမတွေကစိတ်ရောကိုယ်ရောဟောသူတို့ကအမ်းဟာဆိုတော့လေအမားသားမလုံးပြီးစေနဲ့ပေါ့နော်အမားလုံးပြီးလို့ရှိရင်ဒီကားထဲကလို့အစိတ်အစိတ်အစိတ်ခက်ခက်ထိတာလားပါလားအစိတ်နဲ့တွေ့မယ်လို့ပြောချင်ပါတယ်အဲ့တော့ဆောင်းပြောချင်တာအောက်ခင်မင်းကဒီဇက်ကားလေးကိုလာရောက်အားပေးပါအောင်လို့ဒီကား9နှစ်လောက်ရှိပြီလို့ကြားရတယ်ဒီကား9နှစ်လောက်ရှိပြီဆိုတော့ဆောင်းကတော့ဒီကားလည်းဟိုပေးသက်အားပေးမယ်ကားပဲ ဲလို့ထင်ပါတယ်ပြီးတော့အောက်ခင်မင်းကထုတ်တဲ့ကားကြီးဆိုလို့ရှိရင်အကောင်းဆုံးကားတွေပဲဖြစ်တာဆိုတော့ဒါရောက်အာပီဘုံမမဆောင်ဖိတ်ခေါ်ပါတယ်လို့ပြောချင်ပါတယ်